တနိုင်ငံလုံးက CCTV နဲ့ချိတ်ဆက်ပြီး AI နည်းပညာအသုံးပြုကလူကောင်းနဲ့လူဆိုးခွဲခြားသိနိုင်ဖို့စီမံဆောင်ရွက်နေတယ်လို့စစ်ကောင်စီနယ်စပ်ရဲဝန်ကြီးဌာနပြည်သူ့ဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရပီကတော့ပြောဆိုလိုက်ပါတယ်။မူကင်းဖော်တော်ရေးပိုင်းမှာတဲတော်စားကောက်ယူတဲ့အခါမှာ CCTV တွေမှာ AI နည်းပညာထည့်သွင်းအသုံးပြုပြီးမူကင်းတဲတော်စားတွေရှာဖွေဖို့ဆောင်ရွက်နေတယ်လို့မတ်လ26ရက်နေ့ကလေပြည်တော်မှပြုလုပ်ခဲ့တဲ့ရင်းချမ်းစကားဝိုင်းစီနီဝဲတတိယနေ့မှာသူကပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါဟာစစ်ကောင်စီကိုစန့်ကျင်တဲ့တော်လှန်ရေးသမားတွေ ဆန္ဒပြပြည်သူတွေနဲ့မြို့ပြယူဂျီတွေကိုစောင့်ကြည့်ဖမ်းဆီးနိုင်မှုအဓိကယူရတာဖြစ်နိုင်တယ်လို့မြို့ပြယူဂျီဒူကူကရန်လူရေးမြင့်မှာသတင်းထံကိုပြတ်ဆိုထားပါတယ်စစ်ကောင်စီကဒါတွေကိုပြင်ဆင်နေတာကြားပါပြီးအဓိကကတော့သူတို့စိုက်ညင်သူတွေကိုဖမ်းဆီးစောင့်ကြည့်ဖို့ပဲတုံးပါပါသူတို့ကိုထောက်ခံရဲလူကောင်သူတို့ကိုစိုက်ညင်လူစုဆိုတဲ့အထာပေါ်လို့သူကပြောဆိုထားပါတယ်ဒါပြင်စစ်ကောင်စီကစစ်ဆေးဂိတ်ဒီမှာ PSMF နိပညာတုံးပြပြီးပြည်သူတွေရဲ့အချက်အလက်တွေကိုစုံစမ်းစစ်ဆေးဖမ်းဆီးတာတွေပုံမလို့ဆောင်လာတယ်လို့လည်းသိရှိရပါတယ် PSMS ပေါ်ဆက်စကရီနိုက်ဇေးရှင်းအန်မော်နီတာရီစနစ်ဆိုတာဟာလူပုဂ္ဂိုလ်တူကြီးစီကိုစောင့်ကြည့်နိုင်တဲ့အစမြင့်နည်းပညာတစ်ခုဖြစ်ပြီး AI facial recognition CCTV analysis biometric data လေးပညာတို့နဲ့တိစောက်ထားရလည်းဖြစ်ပါတယ်။စကောင်းဆောင်မြောက်နိုင်ငံက2026ခုနှစ်ဇန်နဝါရီလတွင်ရေကောက်ဘွဲကိုအောင်မြင်စွာကျင်းပပြီးစီးရမယ်လို့ပြောဆိုလိုက်ပါတယ်။ပါတီစုံဒီမိုကရေစီထရီရေကောက်ဘွဲကျင်းပနိုင်မှုကြိုတင်ပြင်ဆင်ထားသလိုရေကောက်ဘွဲကျင်းပနိုင်ရေးအတွက်တည်ငြိမ်မှုလိုအပ်နေတဲ့အချိန်ဖြစ်နေတယ်လို့စစ်ကောင်စီကတော့ပြောဆိုထားပါတယ်။ရေကောက်ဘွဲကို 2025ခုနှစ်ဒီဇင်ဘာလတတိယပတ်နဲ့စတော့ဘန်2026ခုနှစ်ဇန်နဝါရီလရဲ့ပထမပတ်နဲ့ဒုတိယပတ်တွေမှာကျင်းပပြုလုပ်ဖို့ရာထားတယ်လို့လည်းပြောဆိုထားပါတယ်။လက်ရှိမှာတော့နိုင်ငံတော်ဘက်မှာစစ်ကောင်စီထိချုပ်နိုင်တဲ့ဒေသတွေနေပါလာနေပြီးတော့တော်လိုင်းတပ်ဖွဲ့တွေကအရှိန်နဲ့တိုက်ခတ်နေတာလည်းဖြစ်ပါတယ်။ဒါပြင်စစ်ကောင်စီသဘောကျလုံးမဲ့အယောင်ဆောင်ရုပ်ကုတ်ပွဲဟာအောင်မြင်မှာမဟုတ်တယ်လို့အကျိုးရှိမှာမဟုတ်ဘူးလို့လည်းနိုင်ငံရေးလိလသုံးသက်သူတွေကတော့ပြောဆိုထားကြပါတယ်။မြူသားညညီဆိုရပါဝင်တော်လိုင်းအဖွဲ့တွေကစစ်ကောင်စီရဲ့ရုပ်ကောက်ဘုတ်ကိုအတိမတ်မပြုကြဖို့နိုင်ငံတကာကိုလည်းတောင်းဆိုထားပါတယ်။ စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာ2020ပါတီစုံထွေထွေရွေးကောက်ပွဲမှာမဲမတမာမှုပြုလုပ်တယ်ဆိုပြီးအကြောင်းပြကအာနာကိုတည်ယူခဲ့သူလည်းဖြစ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံမှာလူသားချင်းစာနာမှုကူညီတွေဖြတ်တောက်ခံမှုတွေကြောင့်နိုင်ငံတွင်းမွေးကစားကလေးတွေတည်ဆုံမှုနှုန်းပြန်ပြီးမြင့်တက်လာနိုင်တယ်လို့ကုလသမဂ္ဂကတော့သတိပေးပြောဆိုထားပါတယ်။လမ္မုံငွေဖြတ်တောက်မှုကြောင့်လက်ရှိနိုင်ငံတွင်းကျန်းမာရေးလို့တာရှာပါမှုစေကန်းတွေပိတ်လိုက်ရတာ၊ကာကွယ်ဆေးချုပ်လုပ်ငန်းတွေရပ်လိုက်ရတာ၊ငပြားကူတာဖို့မရှိမဖြစ်လိုအပ်တဲ့အထောက်ပံ့တွေချုပ်တဲ့တာ၊စောက်တဲ့ပြဿနာတွေကြုံနေရပြီဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်။ အဲ့ဒီဂျိုးဆက်ဘိုးမွေးကစားကလေးတည်ဆုံမှုနှုန်းအမြင့်ဆုံးဖြစ်နေတဲ့အာဖရိကဆာဟာရရဲ့တဲကန်လျာဒေသနဲ့တောင်အောင်ရှာမှာအစိုးရဆုံးခန်းဆားရနိုင်တယ်လို့ပြီးခဲ့တဲ့မက်စလာဆလင်းဒီကထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာသတိပေးထားပါတယ်။နိုင်ငံတကာမှာကလင်းငယ်တည်ဆုံမှုတွေ2009နှစ်နောက်ပိုင်းကလေးက50နှစ်ရာခိုင်နှုန်းထိကျဆင်းခဲ့ကြောင်းနဲ့2023ခုနှစ်မှာအသက်9နှစ်ယောက်ကလေးတွေတည်ဆုံမှု၄တသမှ၈သန်းရှိခဲ့ပြီးတော့အဲ့ဒီထဲမှာတလောက်မွေးကစားကလေးနှစ်တသမှ၃သန်းပါဝင်တယ်လို့လည်းပြောဆိုထားပါတယ်။ဆက်လက်ပြီးနေစဉ်နေတိုင်းကဘာတော်ကမျိုးသမီး9000ဟာ ခြေကွေးပွေရာကလေးအသေးမျိုးဘွားချင်းတွေနဲ့ကြုံရတယ်လို့ဆိုထားပြီးတော့လက်ရှိမြန်မာနိုင်ငံမှာလည်းနိုင်ငံတကာကူညီတွေဖြတ်တောက်လိုက်မှုကြောင့်ဝေကင်းစားကတင်းငယ်တွေတည်ဆုံမှုတွေမြင့်တက်လာနိုင်တယ်လို့လည်းအစိုးရကစားမှာဖော်ပြထားပါတယ်ခင်ဗျာယူရီမြန်မာရေးနေကိတဲ့စီစဉ်တွေကိုနေ့စဉ်တလင်းနာလေးကနေစနေနေ့ထိမြန်မာစံနှုန်းချိန်ည9:00နာရီတိုင်းမှာတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါခင်ဗျာ